2025မှာကျွန်တော်တို့ Dota 1ကိုဘယ်လိုပြန်ဆော့မလဲဆိုပြီးတော့ပြန်ရှာကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ဖို့ဖြစ်လာတယ်ပေါ့နော်။ဒီကကျွန်တော်အားလုံးသိတဲ့အတိုင်းပဲ RGC မှာဒီ Dota 1အတွက်အကောင့်ဘယ်လိုဖွင့်မလဲဆိုတာနဲ့ဘယ်လိုဒေါင်းလုဒ်ဆွဲမလဲဆိုတဲ့ဗီဒီယိုဖြစ်ပါတယ်ဗျ။အော်ဒီပထမဆုံးကျွန်တော်ဒီမှာ Google မှာ Ranked Gaming ဆိုပြီးတော့ရိုက်ကြည့်လိုက်ပဲပေါ့နော်အဲ့ကြမ်းထိတ်ဆုံးမှပေါ်လာမှာဒီ RGC client ဖြစ်ပါတယ် RGC ရဲ့ website တွေကိုရောက်ပြီဆိုရင်ကျွန်တော်ဒီမှာ download ဆွဲရမယ့်ဟာလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် RGC ရဲ့ဒီ client အဲ program ပေါ့နော်အဲ့ဒီကောင် download ဆွဲဆွဲပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်ကြုံတဲ့တနေရာမှာ extra လုပ်မယ်ပေါ့နော်အဲ့ဒါကြာရင် folder ထဲမှာကျွန်တော် RGC ရှိမယ် RGC ကိုဖွင့်လိုက်လို့ရှိရင်ဒါသူ့ရဲ့ program လေးပေါ်လာမယ်ပေါ့နော်အဲ့ဒီ application ပေါ်လာပြီဆိုရင်ကျွန်တော်တို့ကဒီမှာပထမအဆုံးဘယ်လို create account လုပ်ရမလဲဆိုတာပါလာလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့ကဘာမှအများကြီးမစဉ်းစားဘဲနဲ့ဒီ ် email ပါလေထည့်ကြမလို့ပေါ့နော်ကျွန်တော်မှ create account လေးလုပ်လိုက်မယ်အသက်73နှစ်ထက်ကျော်ရယ်ဆိုရင်အမှန်ကြလေးလေးနှိပ်ပေါ့နော်ပြီးရင် password ထည့်ပြီးရင်သူပြောတဲ့ဒီ security key လေးပေါ့အဲ့ဒါလေးထည့်ပြီးသွားဒီလို link လေးပေါ်လာမယ်ဗျအဲ့လေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဘယ်ကိုရောက်သွားမလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ register လုပ်ရမယ့်စာမျက်နှာကိုရောက်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်က browser ကနေဝင်ပြီးတော့ login ဝင်ရမယ်အဲ့တော့ခုနကကျွန်တော်လုပ်ထားတဲ့ user name password နဲ့ login ဝင်လိုက်ပါအဲ့လိုဝင်လိုက်ပြီးဆိုလို့ရှိရင် သွားနေပြီးတော့ဒါဒီ RGC website မှာ login ဝင်တိုင်းဟာရောက်သွားမယ်ပေါ့နော်အဲ့ဒီအစင်းကြမှာကျွန်တော်တို့က email နဲ့ link ရမှာဗျအဲ့ကြောင့်သွားကြောက်ဒီ gmail တခုကိုပဲလက်ခံပါသေးတယ်ကျွန်တော်တွေ့သလောက်ပေါ့နော်အဲ့ကြောင့်ကျွန်တော်အခုဘယ်ဟာနဲ့ဖိုင်မလဲဖိုင်မဲ့ email ထည့်လိုက်ထည့်ပြရရင်အဲ့သူကနေပြီးတော့ account လုပ်ပြီးပြီဆိုပြီးပြောပါလိမ့်မယ်အဲ့ကြောင့်ကျွန်တော်ခုနကောင်က client နေရာကိုပြန်သွားပြီးတော့ login ပြန်ဝင်လိုက်လို့ရှိရင်ဒါ RGC client ပေါ်လာပါလိမ့်မယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်အခုကျွန်တော်ဆက်လုပ်ရမှာကဒီ link လေးချပေးထားပါတယ် Frozen Throne 1ကို download ဆွဲရမယ့် link နဲ့ map download ဆွဲရမယ့် link ပေါ့နော်အဲ့ကြာကျွန်တော် Frozen Throne ကို download ဆွဲဆွဲပြီးသွားလို့ရှိရင်ဒီ RGC ထဲမှာပဲ paste လိုက်ပေါ့နော်ပြီးရင် map ကိုကြာတော့ download ဆွဲပြီးသွားရင်အဲ့ခုနကကျွန်တော် paste ထားတဲ့ဒီ Warcraft folder ထဲမှာ map ဆိုတာရှိရဲအဲ့ဒီမှာသွားပြီးတော့ထပ်ပြီးတော့အဲ paste လိုက်ပေါ့နော်အဲ့ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဆက်လုပ်ရမလဲဆိုတော့အဲ့ဒီမှာကျွန်တော်ဒီ pinion ပုံလေးရှိရဲ setting ပေါ့နော်အဲ့ကြာ setting ထဲကိုဝင်ပြီးညာဘက်ထောင်ဆုံးမှာ data ဆိုတာရှိရဲဗျအဲ့ data ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော် Warcraft program ဘယ်နေရာမှာထားထားလဲဆိုရင် location ကိုရွေးပေးရမှာပေါ့နော်ဒါကျွန်တော်ဒီမှာရွေးလိုက်လို့ရှိရင်ဒီမှာ Warcraft ရဲ့ခုနက application နေရာကိုမှတ်ထားပြီပေါ့နော်ပြင် save မှတ် save မှတ်ပြီးရတယ် launch ဒီ Warcraft နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒါ Dota 1ကိုစပြီးတော့ RGC နဲ့ချိန်ပြီးတော့ solo ရတော့မှာဖြစ်ပါတယ်အဲ့တော့အထဲမှာကျွန်တော်တို့ကဒီပုံမှန်တိုင်း local area network ဆိုပြီးဝင်သွားပြီဆိုရင်အဲ့ဒီမှာတခြား player တွေ送နေတဲ့ network တွေလည်းရှိမှာပေါ့နော်ဒါကျွန်တော်က အခုမှ RGC ကိုစာဆန်းမှုတာဖြစ်တဲ့အတွက်ဒီထက်ပိုတည့်ရဲ့လူရရှင်လည်းဝင်ပြီးပြောလို့ရပါတယ်။အဲကျွန်တော်ကြည့်တဲ့လောက်ကတော့ဒီမှာကျွန်တော်ဝင် join လို့မရဘူးဗျ။တခြား lobby တခုအဲ့ဒါနဲ့ကျွန်တော်ကဒီမှာကျွန်တော်ရဲ့ account နဲ့ဝင်ပြီးတော့ AR ကိုဆော့ကျင်ပါတယ်ဆိုပြီး sign လုပ်လိုက်လို့ရှိရင်အမှကျွန်တော်နာမည်ပေါ်လာမယ်ပေါ့နော်။အဲ့လိုပေါ်လာပြီးပြီဆိုတော့မှအဲ့ခုနက gain နဲ့ကိုပြန်သွား။ gain နဲ့ကိုပြန်သွားပြီးတော့ login ဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဝင် ဆော့လို့ရမယ်ပေါ့နော်။ဒီ gain server တခုပေါ်လာရယ်ပေါ့နော်။ အဲ့ဂိမ်းစာပါကြောင့်အပြောင်အောင်လေးနဲ့ပြရတယ်ဗျ။ကျန်တဲ့ကောင်တွေဆိုဝင်လို့မရအောင်အပြောင်အောင်နဲ့ပြရတဲ့ကောင်ဝင်လို့ရတယ်။ဝင်လိုက်ရင်ဒါကျွန်တော် drive ဝင်ရှိပါပြီဗောနော်။ကျွန်တော်ခုနကမှ sign ထားတဲ့အတွက်အဲ့အဲ့ဒါပြီးသွားရင်တော့ဒါထုံးစံအတိုင်းကျွန်တော်ဂိမ်းထဲမှာ player 10ရောက်လုံး ready ဖြစ်ပြီဆိုရင်ဒီ exclamation ready ဆိုရိုက်ပြီးအန္တာနှိပ်လိုက်လို့ရှိရင်10ရောက်လုံးပြီးပြီဆိုတာနဲ့ game ကစပြီးတော့ဝင်သွားမှာဖြစ်ပါတယ်။တကယ်ကလေဒီမှာကျွန်တော်တို့က game file နဲ့ map ရှိပြီဆိုလို့ရှိရင် local area network ကဆော့လို့ရပြီဗျ။အဲ့ဒါပြင်တော့သိတဲ့အတိုင်းပါပဲ။ ကျွန်တော်ကတော့ခုနကစော့ကြည့်ပြီးတော့ကျုံးခံလိုက်ရတယ်မတူတော့ဘူးဗျာတချို့ဟာတွေကကျွန်တော်ဒိုတာ2နဲ့ဆယ်စုနဲ့တစ်ခုကျော်အသားကြွားပြီးရဲ့အချိန်မှာဒိုတာ1ပြပြန်စောစောချင်းမှာအကြောင်းအရင်လေးနေတာတော့ဟာတို့ပြီးတော့တချို့ကီးရဲ့ဗားတွေကတိတ်ပြီးလက်အသားမကြလေးဖြစ်တယ်ဗောနော်ဒါ brother ကကျန်းတဲ့လူတွေဆိုစော့ကြည့်ရင်တော့အတီပါမှာပါဒါတော့ကျွန်တော် RGC မှာဘယ်လို join ရမလဲဆိုတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်